မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့ဘာလို့လို့နဲ့အချိန်တွေတပြည့်ပြည့်နဲ့ပြောင်းလာတာအခုဆိုရင်2025ရဲ့အောက်တိုဘာလ10လပိုင်းအတွက်တနင်္ဂနွေကာသမီတွေအတွက်တလဆာဂန်ဂျမာဟော့စတန်နဲ့ချောင်းရံဆောင်ရံကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဆရာငယ်ရဲ့တနင်္ဂနွေကာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးခင်ဗျာဒါအပြင်တနင်္ဂနွေကာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဥစွာအစဉ်ပြေအောင်မြင်ကြကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာဖို့ဆုတောင်းဒုက္ခနာပြုလိုက်ပါတယ် ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့ရင်ထဲမှာ အရာရာကိုလုပ်ငန်းတစ်အလုပ်တစ်စတင်ကျင်နေတဲ့စိတ်မျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်အဲ ချေချောင်းငါဟာဘာကိုလုပ်ရင်ကောင်းမလဲဒါကိုပဲလုပ်ရင်ကောင်းမလားဆိုပြီးတော့စိတ်တွေအနာဂတ်မှာမဖြစ်ပေါ်လာသည်တော့ကိစ္စတွေမှာပုံမူကောင်းအောင်စဉ်းစားနေတော့ကာလပုံမူပြီးတော့စ조사တွေးခေါ်နေတော့ကာလမျိုးတွေဖြစ်ပေါ်နေပါတယ်လုပ်ငန်းတစ်အလုပ်တစ်တွားဖြစ်စေအဲလုပ်ငန်းစတင်ပြီးတော့အတစ်ကိုစတင်လှုပ်ဆောင်လို့ဖြစ်စေမိတ်ဆွေတို့အနေနဲ့အလုပ်တစ်လုပ်ငန်းတစ်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရတော့ကိုအဲစဉ်းစားနေတာမျိုးပလန်ချနေတာမျိုးတွေလှုပ်ဆောင်နေတော့ကာလဖြစ်ကြောင်းဆရာရဲ့မိတ်ဆွေနဲ့တလုံးတွေသားသမီးတွေရဲ့ရင်ထဲမှာစဉ်းစားတွေးခေါ်နေပါတယ် ို့တော့လက်ရှိမိတ်ဆွေတို့ရဲ့တလုံးလေးသားမီဒီယာကံဟာဘာလို့လို့လို့ဒီကာလအတော်တွင်ဒီရဲ့ဆယ်လာပိုင်းဆိုတဲ့လဟာအစမှာတော့အနေငယ်လေးထင်းငေါ်ကြံ့ကြတတ်တာမျိုးနှစ်ခါပြန်လို့ရတာမျိုးကြီးတပည့်ဟုတ်လားတစ်ချိန်နဲ့မပြီးမပြတ်ဖ ೇನೆ နှစ်ခါပြန်လို့ရတာမျိုးခီးတစ်ခုကိုနှစ်ခါပြန်သွားရတာမျိုးပတ်စံငွေကြီးကိစ္စပြောဆိုတဲ့အခါမှာလေတစ်ချိန်နဲ့ချောချောဆူဆူမပြီးပဲနဲ့နှစ်ချိန်ပြန်ပြောဆိုရတာမျိုးနှစ်ခါလို့ရတာမျိုးနှစ်ခုလို့ရတာမျိုးလေးကြီးကြုံအားတက်တယ်လို့မိတ်ဆွေတို့ ဘာကိုဖြစ်ဖြစ်ဒါကြောင့်စိတ်ရှိရှိနဲ့တခါနဲ့ပြည့်ပြတ်အောင်လှုပ်ဆောင်ခြင်းထက်ဘာကိုပဲဖြစ်ဖြစ်တခါနဲ့အမုန်းကြွေတလဲကြက်တခုဆိုတာမျိုးတွေတစ်ချက်တည်းနဲ့အပြတ်ဆိုတာမျိုးတွေကိုမလှုပ်ဆောင်မှုနဲ့အလောင်းကစားအပြော်ပါနဲ့ပတ်သက်တော့မိတ်ဆွေတနည်းတွေသားသမီးတွေဟာဟိုဆနကလုပ်ငန်းနဲ့ပတ်သက်အလုံးနဲ့ပတ်သက်ရင်ဒါကမှမရရင်ခွေးဖြစ်ပြီဆိုတဲ့လုပ်ငန်းတွေမှာတော့တတိယစီမံရအတွက်တော့မိတ်ဆွေတို့အတွက်အထူးသတိပေးလိုပါတယ်အထူးသဖြင့်တနည်းတွေသားသမီးမိတ်ဆွေတွေဟာအလုံးအကင်နဲ့မပြောမိမှာကြမ်းပါကြီး ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အသက်ရှင်ကြက်တာမျိုးတွေငဘူကလေနဲ့ပတ်သက်တာမျိုးတွေဒီအခြေခံရှိတဲ့မိတ်ဆွေများသတိထားရန်လိုအပ်ပြီးတော့ခါအရေးကြီးသောခွဲစိတ်မှုလေးတွေလောက်တဲ့မိတ်ဆွေများသတိပြုစင်ခြင်းမှာဒါအပြင်ညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်မိမိတို့အနေနဲ့ကျမ်းမာရေးညံ့တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေရွှေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တာမျိုးမိသားစုအတွင်းမှာညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးရုပ်တရက်မိသားစုဝင်ထဲမှာဖျားလာတဲ့အခါမှာ မိမိကိုယ်တိုင်ဖြစ်စေမိမိအရာမိသားစုဝင်တဦးတယောက်ကိုရှင်းနှချောင်းအရှင်ထွက်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့အသေးထွက်ခြင်းပြက်ခြင်းရှင်းနှချောင်းထွက်ခြင်းကံဒီပျောက်ပြီးတော့တိတိတလာကောင်းလာမယ်ဒီလိုမှမဟုတ်ဘူးဆရာကြီးကျွန်တော်တို့ရွှေဝယ်ထားမိတယ်ညာညာနေခေါ်ထားမိတယ်တကယ်လို့မှစီးပွားရေးတွေကခက်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 မဟုတ်ဘဲနဲ့ကြာလာပြီဆိုရင်တော့ဖြစ်လည်းလုံးဝတော့ဒီမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ကိုယ်တိုင်မိမိရဲ့အိမ်မှာရှိတဲ့ရွှေသူမဟုတ်ရင်ဟာဟာတံမိုးရှိတဲ့အရာတွေကိုစတိရောင်းလိုက်တာမျိုးပေါင်လိုက်တာမျိုးအဲသဘောတရားထွက်လိုက်တာမျိုးတွေလောက်တာမျိုးဖြစ်စေ ကြံလွတ်တာမျိုးငားလွတ်တာမျိုးလုပ်ပြီးလာရင်မိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရကောင်းမွန်လာမှာအတိအကျပဲဖြစ်ပါတယ်။ကလေးငယ်များနဲ့ပတ်သက်ပြီးအသက်14နှစ်အောက်ကလေးငယ်များအနေနဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာနာဖျားတတ်တာမျိုးတွေဒီအဲနာစီးချောင်းဆိုးတာမျိုးတွေတာမန်အဖြစ်ရိုးရာနတ်တွေပုပ်ကိုဆွဲတွေမကြိုက်ဘူးခမဲပေးတာမျိုးတွေဖြစ်ရတဲ့အတွက်တနင်္ဂနွေသမီးတွေကဒီကာလဟာဒီရိုးရာတို့ရှေးထုံးလဲမပဲကောင်းကြောင်းနဲ့တတိထားပြုမှုစင်ကြင်ရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။အလုံးကိုင်း အလုံးကိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေတို့ရဲ့ကံဟာအထက်မှာဆရာပြောခဲ့တဲ့အတိုင်းနှစ်ခါပြန်လောက်ရတာမျိုးလေးတွေစိတ်ရှည်ပြီးတော့တီးခံပြီးတော့လောက်ရတာမျိုးလေးတွေအလုံးတစ်ခုခုကိုနှစ်ခါနှစ်ကြိမ်ပြန်လောက်မှတစ်ခါရင်းနဲ့တော့ချွတ်ချွတ်ရှိမပြီးတတ်တဲ့အတွက်အလုံးကိုင်းနဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်စိတ်ရှည်တီးခံပြီးတော့အဲကျိန်ဖန်များစွာလုပ်နေပြီးကိုယ့်အတွက်တိုးတက်လေဆိုတော့မိတ်ဆွေများဖြစ်တဲ့အတွက်ကြောင့်မလို့အဲတရင်းလေသားသမီးတွေကဒီကာလမှာစိတ်ရှည်တင်တော့လာဖြစ်ပြီးတော့ထင်ပေါ်မှုလုပ်ငန်းလေးတွေမှာအားနေတယ်အထူးသဖြင့် social media နဲ့ပတ်သက်ပြီးတော့သတိထားစနေမှာ အနုပညာနဲ့ပတ်သက်ပြီးဗကြီးဘခုဘေရင်မီရစံကြံတရုတ်ဆောင်အစိုးရကအရေးကြီးတဲ့ပင်သူခုမနဲ့ပတ်သက်လာရင်လူတီနေတာမျိုးလေးတွေကိုကိုကောလာဟာလာတဲ့ရင်တွေထွက်လာမျိုးလေးတွေအကျော်စောမှုအားနေတော့ကာလာတပုတ်လေးလွင်အပြောခံရသောမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်တနုံးလေးသားမိတ်ဆွေတွေကဒီကာလမှာကျော်စောမှုထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးအမိပေးခြင်းဆိုင်ဖို့ပြင်ခြင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ကြောင်းနဲ့မိတ်ဆွေအနုပညာရှင် အတတ်ပညာရှင်ထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့တနင်္ဂနွေသတင်းမိတ်ဆွေများတော့အရာရာကိုတည်ထားရန်လိုအပ်ပါတယ်အကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေဒီလက္ခဏာတော့ဒီမှာဆိုရင်တနင်္ဂနွေသတင်းတွေဟာစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်စတင်လှုပ်ဆောင်မှုတွေလုပ်ငန်းတွေအကျိုးပေးပါတယ်ကိုယ်ပိုင်လုပ်ငန်းတွေစံစီစေစားစားသောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေခြေကိုဆောင်ရလှုပ်ဆောင်မှာဒါအပြင် ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေရရှိတာမျိုးညီအကိုမောင်နှမတွေရဲ့စိတ်ရှမ်းသာစရာတဲ့ဒီမျိုးလေးတွေကြားမိတာမျိုးထိုသူတွေရဲ့အကြံဉာဏ်ကောင်းတွေအတွေးခေါ်ကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်ပြီးတော့ရဲရဲဝံ့ဝံ့တောက်ဆိုတာမျိုးတွေဒီအချိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ ဂုံတိကြီးခြင်းတွေရရှိလာပြီးဖြစ်ဖြစ်တတ်တဲ့အတွက်ကြောင့်လို့အသိပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အတတ်ပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဘာကိုဖြစ်ဖြစ်အနာဂတ်အတွက်ဗတိဗဟုသင်္ဍအစရှိတဲ့အရာလေးတွေကိုသင်ယူခြင်းစိတ်သို့မဟုတ်ရင်သင်ကြားလို့ပဲစိတ်ကိုတက်မြောက်လို့သောပညာရဘယ်ပညာရကိုမဆိုတိုးတက်ရှင်တဲ့အနာဂတ်အတွက်အထောက်အကူကောင်းနေရရှိသောကာလဖြစ်ပြီးတော့သင်ယူလေ့လာရန်အတွက်အားသာသောကာလဖြစ်ပါလေခင်ဗျာ စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်စံစီစိစားစားသောက်ကုန်နဲ့ပတ်သက်တာတွေဆက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ဟိုကွန်းလို့ချမ်းလို့အဆရှိတဲ့လုပ်ငန်းတွေကွန်ပျူတာလို့ကြောက်လို့သဲလို့အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာလုပ်ငန်းတွေဒီမှာချိတို့ဆိုင်ရာလှုပ်ဆောင်မှာ အားသာကောင်းမွန်တိုးတက်နိုင်ရောကာလဖြစ်ပါတယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးဖုံးနဲ့ပတ်သက်ပြီးအစ်စ်ဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေအပေါင်းနဲ့အစ်စ်တွေရဲ့အကူအညီကိုရရှိတတ်တာမျိုးအထောက်ပံ့ကိုရရှိတတ်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ခင်ဗျ။ညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ငကူကမိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတာမျိုးတို့မဟုတ် ဝေးกว่าနေတော့ညီကောင်တို့မှသားချင်းနေနဲ့ပြန်လဲစုံစည်းရတာမျိုးကြုံရတတ်တယ်အမွေတွေရရှိတာမျိုးလေးတွေစိတ်ချမ်းသာစရာတဦးနဲ့တူတယောက်နဲ့တယောက်မိသားစုဝင်တွေမှာမပြေလည်မှုတွေရှိတဲ့အခါပြေလည်အောင်ဆွမ်းဆောင်တာမျိုးတွေကကံရဲ့အားသာခြင်းနဲ့တိုးတက်ခြင်းကိုရရှိနိုင်သောကာလဖြစ်ပြီးတော့ထပ်လောင်းပြီးတော့ငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုစတင်လှုပ်ဆောင်ရတော့တော့အားသာကောင်းမွန်သောကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်ငွေချင်းနဲ့ပတ်သက်ရင်ငွေလုံးနဲ့ရင်းကနေဝင်လာတတ်တယ်သို့တော်လုံးနဲ့ရင်းကနေဝင်လာတဲ့နေရာမှာလည်းမိတ်ဆွေတို့အနေနဲ့ ကိုကိုမဟုတ်ပဲနဲ့မိသားစုကိုအကြောင်းပြုပြီးဖြစ်စေမိမိရဲ့အိမ်တွင်းမှာတယောက်ယောက်ကိုတူဦးကိုအကြောင်းပြုပြီးဖြစ်စေငွေကြေးဝင်လာတာမျိုးလေးတွေငွေကြေးကန်ကောင်းတာမျိုးလေးတွေဖြစ်စေရရှိတတ်သောကာလဖြစ်ပါလေခင်ဗျာလူငယ်တွေအရှိရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိစေတို့ချစ်သူတွေရည်စားတဲ့ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ ။ယာယီကူးစားတွေလည်းကြုံရတတ်ပါတယ်။သို့တော့တတိထားဆင်နေရမှာဒီကာလဟာအိမ်အောင်ပြူရန်အတွက်ဆေးဆက်ရန်အတွက်တော့ဒိုင်မင်နာမျိုးလေးတွေမပြုတ်လို့တင့်တယ်လို့မိတ္တာကြီးနဲ့ပတ်သက်လာလို့ရှိရင်ကြီးစားလေးရအိမ်အောင်လေးကြတတ်တယ်။အဲ့ဒီအိမ်အောင်တွေဟာမမြဲတတ်တော့ကာလဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလဟာအိမ်ကြီးစားတော့ရလို့ကောင်းပေမဲ့အိမ်အောင်ပြူရန်ဆေးဆက်ရန်ဒိုင်မင်နာမျိုးလေးတွေမှာတော့မပြုတ်လို့တင့်ကြောင်းနဲ့လော်လော်နဲ့မဆုံးဖြတ်တင့်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ မီးသားများအနေနဲ့လည်းထုတ်တူပါပဲအိမ်ောင်ကြီးနဲ့ပြုမဲ့တိုင်းပင်ကမှတယောက်နဲ့တယောက်ဒူးနဲ့ဒူးနားလည်မှုလွဲရတာမျိုးတွေအိမ်ောင်ပြုမဲ့တိုင်းပင်ကမှတယောက်နဲ့တယောက်ညှိနှိုင်းမရတာမျိုးတွေမိသားစုဝင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့တစ်ဖက်ကကိုယ့်ရဲ့ဟိုဟာလာချစ်သူရဲ့မိသားစုနဲ့လိုက်တွေ့ရတဲ့အခါမှာနားလည်မှုလွဲတာမျိုးတွေစိတ်ပုံဝင်မကြတာမျိုးတွေဖြစ်ရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့နဲ့ဒီကာလဟာအိမ်ောင်ပြုရန်အတွက်ဆိတ်ဆက်ကြောင်းလန်းခြင်းတွေအိမ်ောင်ပြုခြင်းတွေမှာတော့ဒါမှန်တတ်ပို့ပြီးတတိပြုရန်လိုအပ်ပါတယ် ဒီတစ်နှစ်တော့ဝါကျက်ပြီးရှေ့ရတတ်ရဲဆိုတာတနင်္ဂနွေသားသမီးတွေတော့မဟုတ်တာတော့ဂျိမ့်ပြီးနေကြပါတယ်သို့တော့မိတ်ဆွေတို့အနေနဲ့ဒါအပြင်မိတ်ဆွေတို့ရဲ့ကံဟာဘာလို့ဖြစ်ဖြစ်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိပြုစင်ခြင်းအတွက်တော့လိုအပ်ကြောင်းနဲ့လူငယ်များအဖို့ကတော့တည်တည်ချာချာကိုတွေးခေါ်စဉ်းစားပြီးတော့လှုပ်ဆောင်တာဟာပုံမူအတာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းဆရာကအကြံပြုပြောကြားလိုက်ပါရစေစိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာလေးတွေကိုတက္ကနဲတိုင်းကနဲထအလုပ်လိုက်တာမျိုးတွေပုံမူအတာကောင်းမှုတိုးတက်စေနိုင်သောကာလဖြစ်တဲ့ ဆွေမျိုးသားချင်းအစ်စ်မိကောင်းဆွေကောင်းအစ်စ်တွေအကျိုးပေးပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လာရင်ကိုပိုင်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးထက်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအများနဲ့ပတ်သက်တာမျိုးလေးတွေမှာအားသာကောင်းမှုတိုးတက်နိုင်ပြီးတော့ကိုကိုတိုင်းတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးကိုတဦးရဲ့အမိခံလှုပ်တာမျိုးလေးတွေကအကန့်ရဲ့ထင်ငုံမှုကြံ့ကြာမှုကိုကြုံရတတ်တယ်လို့လုပ်ငန်းလုပ်နေပတ်သက်လာရင်လို့ရှိရင်လည်းတစ်ချိန်လုံးကိုယ့်ရဲ့အမိခံလှုပ်တဲ့မိတ်ဆွေများဖို့ကတော့ဒီကာလအတွက်မှာကိုယ့်အမိခံလှုပ်ခြင်းထက် စတိပါကွာငါမျိုးတော့ရောင်းနေဆိုတာမျိုးလေးတွေအမျိုးသမီးတို့မဟုတ်မိမိရဲ့မိသားစုဝင်တွေမှာတဦးတယောက်ကိုစတိရောင်းလိုက်တာမျိုးလေးတွေနဲ့အမိခံပြီးလှုပ်လိုက်ပါဖုံးကြီးတွေကလေးငယ်နာကိုဖုံးကြီးတွေနာကိုကလေးတွေသွားနာမည်ရောက်လို့စတိရောင်းလိုက်ပါဒါဆိုရင်ငဘူကအခက်ခဲနေသူတွေကြံ့ကြာနေသူတွေထူးထူးခြားခြားကောင်းမွန်လာမယ်ကာလာဖြစ်ကြောင်းပြောကြလိုက်ပါရစေနိုင်ငံခြားခရီးသွား တတိယစင်ကြီးမှာရဝေးခရီးသွားတဲ့ပသက်တာမျိုးလေးတွေမှာလူလိန်ခံရတာမျိုးလေးတွေနေရာထိုင်ခြင်းစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တယ်လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းပြပရဝေးခရီးသွားနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုမမြင်မတွေ့မသိရတော့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အဲလုပ်တဲ့လုပ်ငန်းတွေမှာတော့တတိထားပါလူလိန်ခံရတာမျိုးလေးတွေလူယုံမလွယ်ပါနဲ့တတိယစင်ကြီးကတော့လူအကြောင်းထက်လောင်းပြောကြားလိုက်ပါစီဂျားတုံးဂျားမဝင်ကောင်းတော့လာဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့အပူတွေကူးဆက်တတ်တာမျိုးတွေကြုံရတတ်တယ်လို့အာမခံပြီးလိုက်ခါမှဆရာလိုပေါ့စုံစုံမြုပ်တက်တော့ကာလာဖြစ်တတ်တဲ့အတွက်သူများရဲ့အမှုကိစ္စအမွေကိစ္စတွေကိုကိုကလိုက်ပြီးတော့အာမခံပြီးတာမျိုးတွေတတိပြုစင်ရင်ပြီးပါသူများတွေရဲ့အိမ်လို့ရေးကိစ္စကိုကိုကစေတနာတွေပို့ပြီးတွားဖြည့်ခြင်းကာမှအပူအပင်တွေကူးဆက်တတ်တာမျိုးတွေမလိုလားတဲ့ပြဿနာလေးတွေကြုံရတတ်တယ်လို့တတိပြုစင်ရင်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီတနေ့မှလေးတာသမီးမိတ်ဆွေကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ အားအားကိုပို့ပြီးတော့တတိထားစင်ရရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့ဆွနာလိုပေါ့ဆွင့်ချအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဒီကလေးငွေးလိုက်အဘာမှကောင်းမှမလားဆိုတဲ့အရာလေးညီနေဘေးရင်နေဘေးသားတွေဟိုမိတ်တီမိတ်ပတ်မမေးပါနဲ့သာသမီဆိုတာယေတနာပဲဖြစ်ပါတယ် ဆိုလိုချင်တာကတော့ဗျာဒီလေးရဲ့လအတော်ဒီမှာတနင်္ဂနွေသားသမီးကိုဝင်ဆောင်များမိဘမိတ်ဆွေမိဘများအနေနဲ့ကတော့ကိုကိုကိုစိတ်ကွန်ဖီဒန့်ရှိအောင်နေပါနွေ့နွေ့ဆွေးနွေးနေပါမဟုတ်အလေးပင်တွေမားတဲ့အခါသတိထားပါအပြည့်သဘောဆောင်တာတွေမကောင်းတဲ့အနမိတ်တွေကိုပြောဆိုတာမျိုးလေးကိုတတိထားပါစင်ကျင်ပါလို့ပဲဆရာကထားလောက်ပြောကြလိုက်ကြစီမိဘတွေဆွေမျိုးသားချင်းတွေနဲ့အရင်ကြီးဝေးလာလို့ရှိရင်အချိန်ချင်းခဏခဏဆွေးနွေးခြင်းနှွေးထွေးအောင်နေပါမဟုတ်လို့ရှိရင် မိမိရဲ့တင်ငယ်စိတ်လိုက်တတိသားရဲ့စိတ်ဆန္ဒမှာ ပြောင်းလဲခြင်းရှုရင်းခြင်းမျိုးတွေမကြုံလားလေအောင်ဆရာကမှားရင်ဖြစ်ပါလေခင်ဗျာကောင်းပြီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ချီချီဝူးဝီးတော့မရှိပါဘူးငဘူကမှားခဲ့ပြီးသားကိစ္စလေးတွေကိုတဝင်းတို့ဥတို့ရိုးစွတ်စွတ်ဆဲတာမျိုးလေးတွေကြောင့်ပြဿနာတက်ရတက်တာမျိုးဖြစ်စီ ်ဒါသမီးကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြပြောဆိုတဲ့အခါမှာဖြစ်စီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ငါသာလေးလုပ်မယ်ဆိုရင်ဒီနေရာလေးပြောင်းမယ်ဆိုရင်တယောက်နဲ့တယောက်တူးနဲ့တူးဟိုနေရာထိုင်ခင်းအိုးအိမ်ချမ်းမြေကိုအကြောင်းပြုပြီးဖြစ်စီဒါသမီးကိုပတ်သက်ပြီးတော့အကြောင်းပြုပြီးဖြစ်စီပြဿနာစကားလွဲတာလွဲရင်စစိုးဘွားတော့ဘာမှစိုးရိမ်စရာဘာမှမရှိပါဘူးအဲ့ဒီလိုပဲအစင်မပြေမှုတွေတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေရင်တော့မိမိတို့ရဲ့ဒါသမီးတွေရဲ့အကြောင်းပြုပြီးပြန်လဲအစင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြန်နေသူတွေတရင်ကောင်းကြားရတာမျိုးလေးတွေ ြုံဟတ်တက်ပါတယ်ခင်ဗျာတို့တော့အဲမိတ်ဆွေတို့အနေနဲ့ review စီနီယာမှာမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိမှာမျက်နှာရှင်းဆိုင်နေတာမျိုးထက်ဝေးကွာနေတာသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ခတခွနာခွဲနေတဲ့မိတ်ဆွေများပုံမူပြီးတော့ကံရဲ့ထောက်ပံ့မှုကိုရရှိနေပြီးတုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာကတော့ကစားနေနေကြုံဟတ်တက်တဲ့အတွက်တော့အနည်းငယ်သာသမီးမိတ်ဆွေများအိမ်အောင်ကြီးမှာဆိုရင်တော့လင်ယောက်ျားသို့မဟုတ်မိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးစိတ်နည်းနည်းပင်ပန်းဟာတက်တဲ့ကာလဖြစ်ပါတယ် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွင်မှာဆိုလို့ရှိရင်အအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီမိတ်ဆွေတို့ဒီလတာအတော်တွင်မှာဆိုလို့ရှိရင် ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအဲဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်ပြီးတော့တင်ယူတိုးတက်မှုတွေအားသာကောင်းမှုပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်စေတယ်လို့လည်းအလုပ်တွေတရွာမပြောင်းဥကောင်းမှဖြစ်ဆိုတဲ့မိတ်ဆွေများသတိပြုစင်ရင်မှာယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်အပြိုင်ဆိုင်တွေပေါ်တက်ပါတယ်ယာရုတက်ဖို့ထက် လက်ရှိရှိနေတဲ့ယာတူကိုပဲမပြုတ်အောင်ကြိုးစားစွမ်းဆောင်တာအပုံကိုကောင်းမှာပါခင်ဗျာနော်ယာတူပြောင်းခြင်းနေရာတိုင်းပြောင်းခြင်းနေရာပြောင်းလာတဲ့အခါမှာလေကိုကိုကိုစိတ်တိုင်းမကြတာမျိုးလေးတွေအားမရတာမျိုးလေးတွေဂျုံကတက်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုငါတိထက်ပိုလုံနိုင်ရမှာဆိုတဲ့စိတ်မျိုးငါတိထက်ပိုကြိုးစားရမယ်ဆိုတဲ့စိတ်မျိုးတွေကိုအဲကိုကိုကိုကွန်ဖီဒန့်ကျသီးသောစိတ်မျိုးတွေဝင်တက်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်ပါတယ်ခင်ဗျာနော်ရန်ဝေခရီးသွားတဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဘာသာရှားလူမျိုးရှားတွေနဲ့ပတ်သက်တဲ့တတိယအဆင့်ကြီးမှာ မိမိအိမ်အတွင်းမှာဖះဆင်းသူတို့အပြက်အပြက်တွေရှိလို့ရှိရင်လည်းစွန့်မှာစွန့်ပြီးတဲ့အခါဖះဆင်းသူတို့အပြက်တွေကိုမကိုးဝယ်ကောင်းမှုဆိုတဲ့အကြောင်းနဲ့ကံဟာကြလာတော့မယ်နမိတ်ဖြစ်ကြောင်းထလောင်းပြောချလိုက်ပြရစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လုပ်ရင်အာသာခြင်းတွေတိုးတက်ခြင်းတွေအစင်မပြေနိုင်ကြဘာမှမရှိဘဲနဲ့ကြိုးစားရင်ကြိုးစားသလောက်ကံရဲ့အထောက်ပံ့အတွေးခေါ်နဲ့အရှိတို့ဆောင်ရင်အောင်မြင်စရာတွေတိုးတက်စရာတွေကြည့်ပေးဆိုတာကိုလည်းထလောင်းပြောချလိုက်ပြရစီ လက်လွန်ထားသောငွေကြေးတွေပြန်လည်ရရှိနိုင်တယ်ဘလောက်ပဲခက်ခဲကြက်တဲစီကမူအထောက်အကူကူညီကိုရရှိစေနိုင်တယ်စေတနာတွေအကျိုးပေးမဲ့ကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ပဝင်းခြင်းမိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်လို့တဟဆာတာတည့်အောင်နေပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဟိုတခုခုကိုတွေးခေါ်ထားတဲ့အခါကိုကိုတိုင်းတဦးနဲ့တယောက်နဲ့တွေးတာတအများကိုမိသားစုဆွေမျိုးကိုချပြတာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့လူလိန်ခံရတာမျိုးလေးတွေကြုံရတတ်လို့တတိပြုစင်ကြီးရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ငဘောကနှလုံးနဲ့ပတ်သက်ပြီးမောပန်းလို့ရတဲ့မိတ်ဆွေတွေအရေးကြီးသောကိစ္စမဖြစ်ပေပဲနဲ့ခွဲစိတ်တာမျိုးလှုပ်ဆောင်နေမိတ်ဆွေများဒီလအပြင်မှာတတိထားပါဘာကိုဖြစ်ဖြစ်ဒီလတာတော့ဒီမှာဆိုရင်တတိထားစင်ကြီးရမယ့်အရာလေးတွေကတော့ဘာကိုလှုပ်လို့စနေရက်တို့စနေနေ့တို့မှာတတိပြုစင်ကြီးရလိုအပ်ပါတယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့တန်ဖိုးရှိတဲ့လောက်ဝက်လက်စာယတနာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေစက်ပစ္စည်းရင်းတွေတန်ဖိုးရှိတဲ့ຢာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေကိုတတိပြုစင်ကြီးကလိုအပ်ပါတယ်ဒါအပြင်တတိခီးမသွားတင်တာကတော့တောင်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိပြုစင်ကြီးပေးရန်လိုအပ်ပါတယ်ခြောင်ရမယ့်အကြောင်းကတော့အဝါရောင်လို့စင်ဆွေရောင်လို့ဖြစ်ပါတယ်အကျိုးပေးစေသော အရာတွေဒီကိုဆရာဆက်လက်ပေါ်ပြပေးပါစီဒီလာတာတော့ဒီမှာဆိုရင်တနင်္ဂနွေသာသမီတွေနေနဲ့အင်္ဂါသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတနင်္ဂနွေသာသမီတွေရဲ့အကူအညီကိုရရှိပြီးတော့ဆွမ်းဆောင်တာမျိုးကအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်း0ဒေါ်လာဖြစ်ပါတယ်အကျိုးပေးသောအရာဟာအရှိတောင်တောင်အရာဖြစ်ပြီးတော့စန်းတီယာအရာကတော့မြောက်စုစုအရာဖြစ်ပါတယ်ခင်ဗျာခရီးထွက်တဲ့မိတ်ဆွေများတောက်ကြသာသမီတွေနဲ့တွဲထတာမျိုးလုံခြုံမှုအေးချမ်းမှုနဲ့ပြဿနာဖြေရှင်းတဲ့အခါလုံခြုံမှုစိတ်ဆက်မှုနဲ့အကြံဉာဏ်တွေးခေါ်ကောင်းတွေကို တောက်ကြသာသမီးတွေကိုတိုင်မြင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်ကံကောင်းစေပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုဘာဘဲလို့လို့မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာဆိုရင်အပန်းရောင်လို့မိုးပြာရောင်လို့ဒီအရောင်မျိုးတွေအစိမ်းရောင်လို့ပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအချိုးပြီးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသာသမီးတနင်္လာသာသမီးတွေနဲ့တွဲပတ်လို့ပါအချိုးပြီးသောကနန်းအခရာတွေအနေနဲ့ဆိုရင်တော့၃ကနန်း ငါးကနန်းရှစ်ကနန်းနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါလေခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့လိုရာကိစ္စကိုမသွားမိမှမိမိအိမ်ရဲ့เนาะမိမိအိမ်ရဲ့မျက်စွာဖျားမှာတောက်ရီသုံးမှတ်တိတိလှူပြီးတဲ့အခါမှာအမွေးငန်တာလေးဖျားကြောင်းတော့မစွဖျန်းပြီးတော့ခါလိုရာကိစ္စကိုအောင်မြင်ပါစေဆိုတဲ့စိတ်ကလေးတန်တိတ်ခံချပြီးတော့အသက်အောင်ပြီးခုနှစ်ကြိမ်တိတိဆူတောင်းပြီးတော့လိုရာကိုသွားရင်အောင်မြင်ရင်တိုးတက်ခြင်းရရှိစေမယ် လဖြစ်ကြောင်းထလောင်းပြောကြလိုက်ရစီဘာကိုလှုပ်လို့တော့အစမှနည်းနည်းလေးစိတ်တိုင်းမကြခြင်းနဲ့ကြုံရတတ်တဲ့အတွက်တော့စိတ်ကြမကြပါနဲ့ချီလို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ကြောင်းထလောင်းပြောကြလိုက်ရစီကောင်းပြီမိတ်ဆွေတို့ဒီလာတာတော့ဒီမှာအဋိဌံပြုလို့တဲ့တနေ့ဝင်ကြသမီးဆရာငယ်မိတ်ဆွေများအဋိဌံပြုလို့တပတ်ဆိုရင်တော့အရဟံဆိုတော့ဂုံတော်ပတိကိုတနေ့ကို၃ပတ်လုံးနဲ့73ရက်တိတိအဋိဌံဝင်ပြီးပါ အရဟံဆိုတော့ဂုံတော်ပတိကိုတနည်းကို၃ပတ်လုံးနဲ့73ရက်တတိအတိတ်တော်မပြီးပါအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဆရာတော်ကိုထားလိုက်ပါခင်ဗျာနော်ဒါအပြင်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းထက်စီရန်မပြောမီဆရာငင်နာမဆရာမန္တလေးရမိတ်ဆွေကြီးဆရာငင်နာမပြည်မင်းကြီးမိချင်းရဆရာ74 24 25မှာအစာဟိကုန်လို့မှာ ရှိပါတယ်ဆရာငနာပြည်မိချင်းဆရာမန္တလေးမိတ်ဆွေဆရာရှိနေတော့မှ AC bracket လေးတွေ့ပြီးတော့ဆရာအများကြီးတော့လက်မခံဘူးတွေ့ပြီးနိုင်ပါတယ် သို့တော်မိတ်ဆွေတို့အနေနဲ့ဆရာကြီးမှာပုံမှန်တိုင်းပဲဖြစ်တဲ့ဗီဒီမင်းနေကြဖြစ်တဲ့ခွန်ကိုသုံးရမြေကိုသုံးရလေးပစ်လျှောက်ဆိုတဲ့ WhatsApp Telegram Viber မှာဖြစ်စေဆရာငယ် Facebook Page Messenger မှာဖြစ်စေရက်စင်းလေးတော့တရက်ကြိုတောင်းပေးပါဆရာအားတဲ့ရက်ကို connect ပြန်လုပ်ပြီးတော့မိတ်ဆွေတို့နဲ့ AC တွေ့ပြီးဆရာငယ်ရုပ်ချောချောလေးကိုကြည့်လို့ရကြောင်းနဲ့ခေကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်ထွက်အယောင်ထွက်စေဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ထွက်စေရလို့ငါတခဲလေးတစ်ခုနဲ့ခုနှစ်ချက်တိတိခောက်ပြီးတော့ထဲမြန်မြန်ထွက်မြန်မြန်ရောင်းထွက်မြန်မြန်ရောင်းထွက်ဆိုပြီးတော့ ဟာတခဲလေးတစ်ခုနဲ့ခုနှစ်ချက်ရိုက်ပုံထိတွေ့ပြီးတော့ပြောလိုက်ပါရောင်းသွားဝယ်သွားသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရပြုလုပ်ရမယ်ရန်ရာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာမုံလုံးကြီးပေါ်28လုံးတိတိကိုမုံလုံးကြီးပေါ်28လုံးတိတိကိုမိမိအိမ်ကမျက်စွာဘုရားမှာလှူပြီးတော့မြုပ်နေသောငွေကြီးကိစ္စခက်ခဲနေသောငွေကြီးကိစ္စတွေအစဉ်ပြေစပါစီလို့ဆုတောင်းပြီးမိတ်ဆွေတို့ရဲ့မျက်စွာဘုရားမှာလူသားမှာ နေ့စဉ်လည်းလူတန်းလို့ရတယ်လို့မိမိတို့အနေနဲ့မိမိရဲ့ငွေတွေမှာဖြစ်ဖြစ်ရှားဝယ်လို့ရတဲ့ရမှာဖြစ်ဖြစ်မုံလုံးကြီးပေါ်28လုံးကိုမိမိရဲ့အိမ်မြတ်စွာဘုရားမှာလှူပြီးတော့လက်လွန်နေသောငွေကြီးတွေပြန်ရပါစေသို့မဟုတ်ရင်လည်းပိတ်နေသောငွေကြီးပြန်ရပါစေဆိုပြီးတော့လူတန်းမှာစားလို့လည်းရပါတယ်နော်ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်ရင်တိုးတက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်ကြောင်းနဲ့ကဲဒီနေ့လေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီ2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွင်းမှာရတနာစိန်ကျောက်ဇေတောက်တိုင်း ကစားနိုင်ကြပါစီကျောင်းဆရာကစူတောင်းနေတဲ့နောက်တစ်ခါတော့တနင်္လာသာသမီတွေအတွက်ပြန်လဲစုံစည်းရအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရအောင်မြင်မှုပေါ့ဆက်တပူဆောင်ကြပါစီဗျာ